မင်္ဂလာပါရှင် Rocket Storyteller YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ရှင် မနေ့က2025ခုနှစ် November လ28ရက်နေ့မှာ American နိုင်ငံ Washington မြို့တော် DC ကတမရအိမ်ဖြူတော်အနီးမှာလုံခြုံရေးယူထားတဲ့ West Virginia National Guard အမျိုးသားလုံခြုံရေးအရန်တပ်ဖွဲ့ဝင်၂ယောက်ကို တနတ်သမားတယောက်ကအလစ်ဝံတိုက်ခိုက်ခဲ့ပါတယ် ambush style attack လို့ပြောပါတယ်ဒီအကြောင်းကိုမိတ်ဆွေတို့လည်းကြားပြီးဖြစ်ကြလိမ့်မယ်လို့ချမှတ်တယ်ကျမလည်းဒီမနက်မှဒီတဲ့င်းကိုကြားပြီးတော့ American သတင်း channel တွေကိုလိုက်နာချောင်လိုက်ဖက်ကြည့်ပြီးတော့ကျမဖတ်ရသမျှတီးရသမျှတွေကိုပြန်ပြီးတော့မိတ်ဆွေတို့ကိုပြောပြချင်တာဖြစ်ပါတယ်ကျမကိုယ်တိုင်ကသတင်းထောက်မဟုတ်ပါဘူး journalist တရားမဟုတ်ပါဘူးနိုင်ငံရေးကျွမ်းကျင်တဲ့သူလည်းမဟုတ်ပါဘူးလို့ဒါကြောင့်မလို့အရန် professional ကြရတဲ့တင်ဆက်မှုမျိုးကိုမျှော်လင့်နေဆိုရင်တော့ကျမရဲ့ channel က right channel မဟုတ်ဘူးလို့အချို့မိတ်ဆွေတို့ကိုကျမမေတ္တာရက်ခံထားခြင်းပါတယ်။ဘာကြောင့်လဲဆိုတော့တချို့ကစိတ်တူတတ်လို့ပါ။ပြီးတော့ကျမကလည်းပဲကိုလိလာထားရတာလိုက်ဖတ်ထားရတာအများကြီးဆိုတော့ပြည့်ပြည့်ချင်တာအရင်များတယ်။အဲကြောင့်တခါလေကြာကျမရဲ့ချက်တော့အရင် email ပေါ့နော်။မနေ့ကအသက်20အရွယ် Junior Army Specialist အမျိုးသားလုံခြုံရေးအရန်တပ်ဖွဲ့ဝင်တယောက်ဖြစ်တဲ့ Sarah Backstorm နဲ့ အသက်24နှစ်အရွယ် US လေတပ်က St Andrew Wolf တို့က American Aim ဖြူတော်နဲ့ဒီ block နှစ်ခုလောက်အကွာအဝေးမှာရှိတဲ့နေရာနဲ့ Farragut West Metro Station ရထားဘူတာအနီးနားလေးမှာတာဝန်ထမ်းဆောင်နေတဲ့အချိန်မှာရုတ်တရက်အမျိုးသားတယောက်အလစ်ဝံတနတ်နဲ့ပြစ်တိုက်ခိုက်တာကိုခံလိုက်ရပါတယ်။ဒီမြေပုံမှာအနီးဆက်ပြထားတဲ့နေရာမှာဖြစ်ခဲ့တာပေါ့နော်။သူတို့က National Guard Mission အမျိုးသားလုံခြုံရေးစီမံချက်အရဒီနေရာကိုတာဝန်လာပြီးတော့ထမ်းဆောင်တာ24နာရီတောင်မှမပြည့်သေးပါဘူးတဲ့ မနေ့ကနေ့လေ US နိုင်နှစ်နာရီ15မိနစ်လောက်မှာ Sarah Beckstorm နဲ့ Andrew Wolf တို့ကတာဝန်ထမ်းဆောင်နေတဲ့အချိန်မှာအဲ့ဒီအမျိုးသားရုတ်တရက်ရောက်လာပြီးတော့ Sarah Beckstorm ကိုအရင်တနတ်နဲ့ပြစ်လိုက်ပါတယ်။ရင်ဘတ်မှာတစ်ချက် ကောင်းမှတစ်ချက်ပြစ်လိုက်ပါတယ်။ပြီးတော့သူက Andrew Wolf ကိုပြန်ပြစ်တယ်။အဲ့ဒီအချိန်မှာနောက်ထပ်တာဝန်ကျအဆောင်တစ်ယောက်ကအဲ့ဒီတနတ်သမားကိုတနတ်နဲ့၄ချက်ပြစ်ပြီးတော့အရှင်ဖမ်းမိခဲ့ပါတယ်။ဒီလိုဖြစ်ပြီးတဲ့နောက်မှာ Sarah နဲ့ Andrew ကတနတ်သမားက၃ယောက်စလုံးကိုဆေးရုံကိုအေးပေါ်ပို့ းလိုက်ရပါတယ်။တနတ်သမားကတော့တနတ်ဒန်ယာလေးချက်ရပေမဲ့အသက်အန္တရာယ်စိုးရိမ်ရတဲ့အနေအထားမရှိပါဘူးတဲ့။ဆာရာနဲ့အန်ဒရူးကတော့အသက်လူရတဲ့အခြေအနေနဲ့ဆေးရုံကို ရောက်သွားခဲ့ပါတယ်။မနေ့ကသမ္မတထရမ့်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မိန့်ခွန်းပြောတဲ့အချိန်မှာဆာရာကဆေးရုံမှာဆုံးသွားပြီဖြစ်ကြောင်းဝန်နေစွာနဲ့ကြေညာခဲ့ပါတယ်။ဒီတနက်သမားကအာဖဂန်နစ္စတန်ကနေပြီးတော့2020ခုနှစ်မှာဒုက္ခတဲ့အနေနဲ့အမေရိကန်နိုင်ငံကိုရောက်လာတာပါသူ့ရဲ့နာမည်က ရမန်နူလာလက်ကန်ဝဲလို့ခေါ်ပါတယ်အသက်29နှစ်အရွယ်ပါသူကဝါရှင်တန် DC ပြည်နယ်ကဘလင်ဟမ်မြို့လေးမှာသူ့ဇနီးနဲ့အတူတာသမီ9ယောက်နဲ့အတူနေထိုင်ပြီးတော့အမေဆုံးမှာအလုပ်လုပ်တဲ့လူလို့သိရပါတယ်သူက2024ခုနှစ်ဒီဇင်ဘာလမှာအမေရိကန်နိုင်ငံရေးခုံလုံခွင့်ကိုရှောက်လွှာတင်ခဲ့ပြီးတော့ဒီနှစ်2025ခုနှစ်ဧပြီလကမှသူ့ရဲ့နိုင်ငံရေးခုံလုံခွင့်ကိုပေးခဲ့တာဖြစ်ပါတယ် 2025နိုဝင်ဘာလ26ရက်နေ့မှာလက်ကန်ဗာကသူ့အိမ်ကနေပြီးတော့ဝါရှင်တန် DC ကိုကားမောင်းလာခဲ့ပါတယ်။နေ့လည်နာရီ15မိနစ်လောက်မှာသူကအိမ်ဖြူတော့အနီးဘလော့နှစ်ခုအကွာနဲ့ဒီ Farragut West Metro Station နားမှာတနက်ကိုဖွဲ့ယူလာခဲ့ပြီးတော့အသင်ဆောင်နေခဲ့တယ်။ပြီးတော့မှသူကလုံခြုံရေးတာဝန်ယူနေတဲ့ဆာရာကိုအရင်ဆုံးပြစ်လိုက်ပြီးတော့မှ Andrew ကိုပြန်ပြီးတော့ပြစ်တက်ခဲ့တာဖြစ်ပါတယ်။ လက်ကမ်ဘာကအာဖဂန်နစ္စတန်မှာနေတော့က US Army နဲ့လက်တွဲပြီးတော့တာလီဘန်တွေကိုတိုက်ခိုက်ခဲ့တဲ့ Kandahar Strike Force က Unit 3မှာတာဝန်ထမ်းဆောင်ခဲ့တဲ့စစ်သားကြီးတယောက်ပါတဲ့အဲ့ဒီ unit က CIA က train ထားပြီးတော့လက်နက်သက်ဆင်ပေးထားတဲ့ unit ဖြစ် CIA ရဲ့ညွန်ကြားမှုအမိန့်အောက်မှာအလုပ်လုပ်ရတဲ့ unit လို့သတင်းတွေမှာဖတ်ရပါတယ် CIA ကပြောတာကတော့လက်ကမ်ဘာကအာဖဂန်နစ္စတန်မှာ American စစ်တပ်အခြေစိုက်တုန်းက US အတွက်စပိုင်လုပ်ပေးခဲ့တဲ့သူပါတဲ့ တည်င်းတစ်ခုမှာတော့သူကကမန်ဒါတယောက်ပါတဲ့သူကသူနဲ့အရင်နှီးဆုံးမိတ်ဆွေတယောက်တိုက်ပွဲမှာကြသွားကြတဲ့ကစိတ်ပိုင်းဆိုင်ရာအတော်လေးထိခိုက်သွားတယ်လို့ပြောပါတယ်၂021ခုနှစ်မှာအမေရိကန်စစ်တပ်တွေအာဖဂန်နစ္စတန်ကနေတတ်ဆုပ်သွားရတဲ့အချိန်မှာသူတို့နဲ့အတူတာလီဘန်တွေကိုတိုက်ခိုက်ခဲ့တဲ့နေရာမှာပါဝင်ခဲ့တဲ့သူတော်တော်များများကိုအမေရိကန်နိုင်ငံမှာနိုင်ငံရေးခုံလုံးခွင့်ပေးခဲ့ပါတယ် အဲ့ဒီအစီအစဉ်ကို Operation Allies Welcome လို့ခေါ်တယ်။သမရကြီးဂျိုးဘိုင်ဒန်လက်ထက်မှာသူတို့ကိုဒီလိုမျိုးလက်ခံကြိုဆိုခဲ့ကြတာဖြစ်တယ်။အခုဒီကိစ္စဖြစ်ပြီးတော့သမရဂျိုးဘိုင်ဒန်နဲ့သူ့အစိုးရအဖွဲ့ကိုသမရထရမ်ကစပြီးတော့တော်တော်များများကပြင်းပြင်းထန်ထန်ကိုဝေဖန်ပစ်တင်နေကြတယ်ဆိုတော့တွေ့ရတယ်။ထရမ်ကအဲ့ဒီချိန်တုန်းကအာဖဂန်နစ္စတန်နိုင်ငံသားတွေတာလီဘန်တွေရန်ကကြောက်လို့တာလီဘန်တွေလက်အောက်မှာမနေရေးကြလို့လီယင်ပေါ်အလူရဲ့တက်နေကြတဲ့ဓာတ်ပုံကိုပြပြီးတော့စိတ်ဆိုးမှန်ဆိုးနဲ့ဒီကိစ္စကိုပြောခဲ့တယ်။ တို့နိုင်ငံကိုဒီလိုမျိုးလူတွေအများကြီးဝန်ခွင့်ပေးခဲ့လို့တို့တို့နိုင်ငံသားတွေအသက်ခံရတာဆိုပြီးတော့အယံစိတ်ဆိုးကြတယ်။တမရဂျိုးဘိုင်ဒင်ကိုသူကပေါ်တင်ကြီးပြောပြီးအပြစ်တင်ခဲ့တာ။တမရဂျီထရမ်ကဒီတနတ်သမားကိုဒရိတ်ဆန်တကောင်နဲ့ခိုင်းနှိုင်းခဲ့ပြီးတော့ဝါရှင်တန် DC ရဲ့လုံခြုံရေးအင်အားကိုလည်းနောက်ထပ်အယောက်900လောက်တိုးမြှင့်ချထားဖို့ပြောပါရတယ်။ ပြီးတော့သမ္မတဂျိုးဘိုင်ဒန်လက်ထက်ကအမေရိကန်နိုင်ငံကိုဝင်လာခဲ့တဲ့အာဖဂန်နစ္စတန်ရဲ့အကုံလုံးရဲ့အချက်အလက်တွေကိုပြန်သုံးသပ်မယ်လို့လည်းပြောခဲ့ပါတယ်။အာဖဂန်နစ္စတန်နိုင်ငံသားတွေအတွက်ကတော့တကယ့်ကိုအိမ်မက်ဆိုးတစ်ခုဖြစ်တာပေါ့နော်။ဝါရှင်တန် DC ပြစ်ခတ်မှုတန်တရားရှိတဲ့သူကအာဖဂန်နစ္စတန်နိုင်ငံသားလို့သိရပြီးတဲ့နောက်မှာ USCIS ကနေပြီးတော့ထုတ်ပြန်လိုက်တာကတော့အမေရိကန်နိုင်ငံအတွင်းနေထိုင်ကြတဲ့အာဖဂန်နစ္စတန်နိုင်ငံသားတွေရဲ့ CIPS အခြားအာဖဂန်နစ္စတန်နိုင်ငံသားတွေအတွက် immigration process တွေပါအကုန်လုံးရနာတော့မှာဖြစ်တယ်ဆိုပြီးတော့ကြော်ညာလိုက်ပါတယ်။ American နိုင်ငံနဲ့နိုင်ငံသားတွေရဲ့လုံခြုံရေးဒီတာသူတို့ရဲ့တခုတီးတော့အလေးထားစရာကိစ္စဖြစ်ပါတယ်ဆိုပြီးတော့ထုတ်ပြန်လိုက်ပါတယ်။ လူတယောက်ရဲ့အကြမ်းဖက်မှုကအမေရိကန်နိုင်ငံရောက်အာဖဂန်နစ္စတန်နိုင်ငံသားတွေအပြင်မြန်မာနိုင်ငံနဲ့တခြားနိုင်ငံသားတွေအထိပါဆိုးရွားတဲ့တက်ရောက်မှုတွေရှိလာတော့မှာဖြစ်ပါတယ်။မြို့တော်ဝန်မေယာမြူရာကလည်းပဲဒီတိုက်ခိုက်မှုက US ကိုတိုက်ခိုက်မှုတစ်ခုဖြစ်တယ်ဆိုပြီးတော့ပြောခဲ့တယ်။ဒါတော်တော်လေးကြီးလေးတဲ့အသေးပေပေါ့နော်။ US Attorney General ကသတင်းစာရှင်းလင်းပွဲမှာပြောခဲ့တာကတော့ ဒီလူကဘာကြောက်လို့တယ်ဆိုတာမသိရသေးပါဘူးကျူးလွန်သူတနတ်သမားကတရားဥပဒေအရအပြင်းထန်ဆုံးအပြစ်ပေးခံရမယ်ဘလို့အကြောင်းရင်းကြောင့်ပဲဖြစ်ဖြစ်ဘလို့ရည်ရွယ်ချက်ကြောင့်ပဲဖြစ်ဖြစ်ငါတို့နိုင်ငံရဲ့မြို့တော်ဟာမကောင်းဆိုးရတွေလာပြီးတော့သူတို့ရဲ့အကြမ်းဖက်မှုကိုကျူးလွန်တဲ့နေရာမဟုတ်ဘူးကျူးလွန်လို့ရတဲ့နေရာမဟုတ်ဘူးလို့လည်းပြောခဲ့ပါတယ်ပြီးတော့သူကဒီလူကတာဂက်ကိုမရွေးမိပြီမြို့မရွေးခဲ့ပြီတိုင်းပြည်မရွေးခဲ့ပြီကျမတို့ရဲ့မြို့တော်ကိုဒီလိုမျိုးမကောင်းဆိုးဝါးအကြမ်းဖက်မှုတွေလုပ်ခဲ့တာတွေအတွက် သူကောင်းကောင်းနောင်တရလိမ့်မယ်ဆိုပြီးတော့ပြောခဲ့ပါတယ်။ဒီအမှုကို FBI ကဥဆောင်ပြီးတော့အကြမ်းဖက်စုံစမ်းမှုဖော်ထုတ်ရေးအနေနဲ့အလေးထားဆောင်ရွက်နေပါတယ်။အခုချိန်ထိတော့တနတ်သမားကလည်းဘာကြောင့်လုပ်တယ်ဆိုတော့ဖွင့်မပြောသေးပါဘူး။ သတင်းတစ်ခုမှပြောထားတာကတော့ဒီတန်တရာတရခံကိုဆေးရုံမှာအဆောင်ချက်တင်နဲ့တရားထားတယ်ရေးတွေရဲ့မေးမြန်းတာကိုသူကအဲ့လိုမဖြေဘူးပေါ့ no cooperating ဆိုပြီးတော့ပြောပါတယ်အာနာပိုင်တွေက search warrant ကိုညတွင်ချင်းထုတ်ခဲ့ပြီးတော့တနတ်သမားရဲ့အိမ်ကိုတွားပြီးတော့လည်းရှာဖွေစစ်ဆေးမှုတွေလုပ်ခဲ့ပါတယ်ဒါသူတယောက်တည်းလောက်တာလားအုပ်စုဖွဲ့ပြီးတော့လောက်တာလားနောက်ကွယ်မှာဘလို့အကြောင်းအရာရှိမလဲဆိုတာသူတို့တရားစုံစမ်းစစ်ဆေးနေပါတယ် အဲ့ဒီအိမ်ကရှိသမျှဖုန်းတွေ laptops iPad နဲ့ဒီ digital PC မှန်သမျှကိုသိမ်းယူခဲ့ပြီးတော့ FBI ကအသေးစိတ်စုံစမ်းစစ်ဆေးမှုတွေလုပ်နေကြပါပြီတဲ့သူရဲ့ social media အစပေါ့နော်သူသုံးတဲ့ online platform မျိုးစုံနဲ့ website တွေအစုံအကုန်လုံးတည်တည်ချာချာစစ်စစ်နေပါတယ်တဲ့သူအိမ်မှာရှိသမျှအိမ်သားအလုံးကိုလည်းသူတို့ချက်ချင်း interview တွေလုပ်ခဲ့ကြတယ်ပြီးတော့နောက်ထပ်လေးမေးမြန်းစရာတွေရှိနေအောင်မယ်လို့ပြောပါတယ် လန်ကန်ဘာကလက်နက်နဲ့အကြမ်းဖက်မှုလူတက်ရန်ကြံစီမှုအပါအဝင်ပေါ့နော်ဒီကိုချီလက်ရောက်ကျွလွန်မှုတုံးမှုနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်အခုတာဝန်ကျစစ်သားတယောက်ကသူ့ရဲ့လက်ချက်နဲ့တေဆုံးသွားပြီဆိုတော့သူ့ရဲ့အမှုက ပိုကြီးသွားပြီးတော့ first degree murder နဲ့ပြင်းထန်တဲ့ပြစ်ဒဏ်ခံရနိုင်ခြေရှိတယ်လို့သိရပါတယ်တေဆုံးသွားတဲ့ Sarah Backstrom ကလွန်ခဲ့တဲ့နှစ်နှစ်ကမှအထက်တန်းကျောင်းကထွက်ပြီးတော့ West Virginia National Guard အဖွဲ့ကိုဝင်ခဲ့တာလို့သိရတယ်အသက်ငယ်ငယ်လေးနဲ့တက်လန်းနေအများကြီးရှိတဲ့လူငယ်လေးတယောက်ရဲ့ဘဝ ကလူစိတ်မရှိတဲ့ကျန်းဖက်သမားတယောက်ကြောင့်ကျွင်လွင့်သွားခဲ့ရပါပြီ။ဒီကဘာမြေကြီးပေါ်မှာမကျွင်လွင့်သင့်မဲနဲ့ကျွင်လွင့်ခဲ့ရတဲ့အခြားကြေးလေးများနဲ့အတူကောင်းကင်ဘုံမှာငြိမ်းချမ်းပါစေလို့ဆုတောင်းပေးလိုက်ပါရစေ။အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးများ යි တင်ပါတယ်ရှင်။